ကဲအမေသားသမီးနဲ့ညီမပြည်သူပြည်သားများအားလုံးမင်္ဂလာပါတရင်ချူလေးပြတော့ဒါပါလေဆိုတော့ဟိုတနေ့မှာအမေရိကန်တမ္ပရာဒေါ်နယ်ထရန့်တမ္ပရာတက်တက်ချင်းမှာပဲနိုင်ငံခြားအကူအညီတို့အကုန်လုံးပိတ်ပင်လိုက်တယ်အဲ့ဒီအပေါ်မှာအဲ့ဒီပိတ်ပင်လိုက်တဲ့ပေါ်မှာဒီကနေ့အမေရိကန်တရားရုံးမှာမပိတ်ပင်ရန်အတွက်ပြန်လဲအကူအညီပေးရန်အတွက်တရားရုံးမှာအမိန့်ထုတ်လိုက်ပါပြီအဲ့တော့ကျွန်တော်တို့ညီမပြည်မအကူအညီပြန်ရတော့မှာပါဗျာနော်ပြန်ရတော့မှာပါ အမရချမဆုံးရဖွဲ့ဟန်တားနိုင်တဲ့ USA India ဖွဲ့ကိုပေးရမယ့် American Dollar 1 billion ဒါနထောင်နီးပါတန်ကြီးရှိတဲ့နိုင်ငံခြားအကူအညီတွေဆက်ပေးဖို့ American တရားရုံးချုပ်ကဒီကနေ့အမိန့်ထုတ်လိုက်ပြန်တယ်။မအားထုတ်လို့ရတယ်ကွာ။မအားထုတ်လို့ရတယ်။ကျွန်တော်တို့ပြန်ရတော့မှာ ဒီအမေကမူကြောင့်တမနာဒေါ်ရင်ချက်မှာဆိုရဖွဲ့ကမပေးဖို့ဆုံးဖြတ်ပြီးဟန်တာတဲ့အမေရိကန်ဒေါ်လာနှစ်ပြည်ယံကို USA India ဖွဲ့ကိုပေးရတော့မှဖြစ်ပါတယ်ဒါကြောင့် USA India ဖွဲ့နဲ့စာချုပ်ချုပ်ထုတ်ထားတဲ့ကပတဝိုင်းကအဖွဲ့တွေတဲ့ NGO တွေငွေကြေးအကူအညီပြန်ရရှိတော့မှာပါတဲ့ပြန်ရရှိတော့မှာဆိုတော့တကယ်ရတော့မှာလေဒါတော့ကျွန်တော်အကြမ်းကိုပြောသွားပြီ ခရစ်တော်ကအတည်ပြုပြီးချပစ်ထားတဲ့ဗတ်ချက်ဆုံးဖြတ်ချက်ကိုချက်မဆိုးရဖွေရင်တရားရှိတရားရေးဝန်ကြီးဌာနကဝန်ဆက်ဖက်ဟန်တာခုမရှိဘူးဆိုပြီးကပတလွားဆက်ထောက်ပတ်မဲ့နိုင်ငံချာကုန်ကြီးဆက်ထောက်ပတ်ခုပေးဖို့တရားရုံးချုပ်ကအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်တဲ့အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအကူကြီးပြန်ရတော့မှာပါနော်အဲ့တော့မင်းအွန်လိုင်းစစ်ခွေးတွေခင်ဗျားတို့ဒါတေဖို့ဒါပြင်ထားတော့ အကူကြီးရလာတဲ့ငါတို့တပြိုင်တည်းထဲနဲ့လာတော့မှာပဲဆိုတာ